အခြေခံလေရင်ကျွန်းထုတ်လေ့ကျင့်ခန်းတွေဖြစ်တဲ့ Elleron Road, Barrel Road, Loop Road on top of the Loop ကျွန်းထုတ်လေ့ကျင့်ခန်းတွေကိုနောက်ထပ်35နာရီကြာလေ့ကျင့်ပြန်တန်းတင်ကြားရပြီးတော့အခြေခံလေရင်မောင်းတင်တဲ့ပြီးဆုံးပါတယ်။ က်လက်ပြီးကျမ်းမြင့်လေရင်မောင်းတင်နန်းကိုပြန်တန်းချိန်နိုင်80ကြာလေ့ကျင့်ကြရမှာချိန်ကွက်ကြည့်ပြန်တန်းခြင်း instrument flying လေကြောင်းခီးလေးပြန်တန်းခြင်း navigation and cross country fly အုတ်ဖွဲ့ပြန်တန်းခြင်း formation flying များပြန်တန်းခြင်း night flying လေ့ကျင့်ခန်းများနဲ့အတူတန်းမြင့်ကျွန်းတို့လေ့ကျင့်ခန်းတွေဖြစ်တဲ့ Q van 8 split s vertical row clover leaf ဂျွန်းတိုးလေ့ကျင့်ခန်းတွေလေ့ကျင့်ကြရတာနောက်ဆုံးပြန်တန်းစစ်ဆေးမှုကိုခံယူရပါတယ်နိုင်ငံတကာစစ်မှုအောင်မြင်စွာတက်မြောက်ခဲ့ပြီမေပယေရင်ပါရွှေတောင်ပဝင်းကြီးမြမပြည်ကိုကာကွယ်မြည်မောင်ညာကိုခွင့်ချေလို့ကြီးအာကာသလင်းတို့ကြီး ဝင်ရဲ့တုံးပါကိုဟုတ်ကောင်းပဲဆောင်ရှောက်ကြပြီစွန်လွန်စွန်စားမလေးတဲ့냐လေးဒီသာပြေဝါကြပြီမြန်မာပြည်ကဝေရဝေရတဲ့စီရွှေတောင်မှာရင်မဝင်လို့ချီ အဲ့ဒီနောက်မှာတော့လေသူရဲတောင်ပန်းကိုနှလုံးသားအချက်ကရှင်ဘက်ပေါ်မှာဝင့်ကြွားစွာတက်ဆင်နိုင်မှု အစဉ်သင့်ဖြစ်နေကြပြီဖြစ်ပါရဲ့ရှင်။ ရေသူရဲကြောင့်လည်းအနှင်းတက်ဆင်ပေးပါရယ်။မိခင်တို့ဝမ်းနဲ့လွယ်မွေးထုတ်ပြီးနောက်တက်မရော်ကပြန်တန်းဝင်အရာရှိအဖြစ်မွေးထုတ်ပေးခဲ့ပါရယ်။ယခုခါမှာတော့ထက်မှန်ပြီးတက်မရော်လေးကဝေဟင်မှာရဲဝံစွန်စားစွာပြန်တမ်းမဲ့သူ့ရဲကောင်းတဲ့ဦးဖြင့်ဝေးထုတ်ပေးလိုက်တာကိုကြောင်စင်းအရာရှိများရဲ့မိဘများရှင်မှာဝမ်းသာပီတိမဆုံးရှိနေမှာအသေးချပါပါရှင်။ င်မောင်းပြင်ပြလူသူရဲ့တောင်းပန်ရရှိပြရနဲ့နိုင်ငံတော်ကာဝေးရေးတာဝန်တွေထမ်းဆောင်မှုအတွက်လေရင်ရှင်ဟရှင်အလိုက်တာဝန်ကြရလေတက်စကန်လေတက်စခန်းဌာနချုပ်တွေသွားရောက်ကြရပါတယ်အာကာသရေတော်ကြီးဟောတာဝန်ရဲ့တော့ပါဘော son don son za ma me te nya le chin na pi wa ja bi တမလွန်ကြီးရဲ့လေရင်မျိုးအစားလိုက်လေသူရဲ့အစီအကျော်လိုအပ်ချက်အချင်းတွေကတိုက်တယ်တေယူပို့ဆောင်ရေးလေရင် ရဟတ်ရှင်ဆိုပြီးအတီတီတာဝန်ထမ်းဆောင်ကြရတာဖြစ်ပါတယ်။တိုက်လျင်ဂျားဖြတ်တိုက်လျင်ဘုံကျဲလျင်တွေပြဲတမ်းမောင်းနေကြမဲ့လေးပင်ရဲတွေဟာ PC7, PC9, ပန်ကာတက်အခြေခံတိုက်လျင် K8 နဲ့ G4 အခြေခံချက်တိုက်လျင်လွှဲပြောင်းတင်ကမ်းကိုတက်ရောက်ရပြီးဝေဟင်းမြေပြင်တိုက်ပွဲဝင်ဖြစ်ခဲ့ရတဲ့စစ်စင်ရေးလွှဲပြောင်းတင်ကမ်းကိုတက်ရောက်ကြရပါတယ်။ င်းနောက်မှာတော့စရုပ်ထမျိုးဆက်ဖက်ဆောင်တုံးတိုက်ရင်ရင်ဖြစ်တဲ့ MIG 29နဲ့အတန်ချက်မြန်တဲ့ဂျားဖြတ်တိုက်ရင်ဖြစ်တဲ့ F7 တိုက်ရင်ပုံကျဲလျင်ဖြစ်တဲ့ A5 ချက်လျင်များမှာလွဲပြောင်းတင်တဲ့စစ်စင်ရေးလွဲပြောင်းတင်မယ်လို့တက်ရောက်ကြရပြီးဂျားဖြတ်တိုက်ခိုက်လိုက်တယ် ားတစ်ခုတိုက်ခိုက်ခြင်းတာဝန်တွေအနီးကပ်လေကြောင်းပစ်ကူပေးတာဝန်တွေလက်နက်တပ်စင်ကင်းထောက်ခြင်းတာဝန်တွေစရစ်စစ်စင်ရေးတာဝန်တွေပေးဆောင်မှုတွေတိုက်ပွဲတွေအသိပေးမှုတွေကျင်းပတာဝန်တွေလေကြောင်းတပ်ပေါ်ရိုက်ကူးရေးလေယာဉ်ဖြစ်တဲ့ Cessna Citation 2တွေဟာမြန်မာနိုင်ငံရဲ့တစ်တော်တယံစာတတိုင်းတာရင်နဲ့မြေပုံထုတ်လုပ်ရေးလုပ်ငန်းများကိုတစ်ဖက်တစ်လမ်းမှာအထောက်အကူပြုရရှိပါတယ်။ တည်ယူပို့ဆောင်ရေးနေရင်ကိုပြန်တမ်းမှုတာဝန်ပေးခံရတဲ့လူသူရဲတွေအနေနဲ့လည်းအပေါ့စားတည်ယူပို့ဆောင်ရေးလူမျိုးဖြစ်တဲ့ PC6 လင်းရင်လွှဲပြောင်းတင်နဲ့တက်ရောက်ကြရတာဆက်လက်ပြီးပင်လယ်ပြင်ကင်းထောက်လင်းရင်ဖြစ်တဲ့ Islander လင်းရင်အလက်စားတည်ယူပို့ဆောင်ရေးလင်းရင်တွေဖြစ်တဲ့ Fokker လင်းရင် ADR 72လေရင်အကြီးစားဆက်မှုလုပ်တဲ့ by 8လေရင် ်ဆစ်ဆစ်လေးကိုဆက်ပြဲပြဲတင်လာခဲ့ရပါဒီနဲ့ကွန်ပျူတာကိုပြန်ပြန်ဆစ်လက်နဲ့များတည်ယူပို့ဆောင်ခြင်းလေဒီခုံခြင်းလေချောင်းချီဆစ်စင်ရေးဆောင်ရွက်ခြင်းအကြီးကပုံကိုခရီးစဉ်များဆောင်ရွက်ခြင်းစစ်နယ်ဝန်တစ်ခုနဲ့တစ်ခုဒုတဲ့အလိုက်တည်ယူပို့ဆောင်ခြင်းများစရတဲ့စစ်စင်ရေးတာဝန်တွေကိုထမ်းဆောင်နိုင်ဖို့လေ့ကျင့်ကြရပါ ရဟတ်ရှင်တွေမှာပြန်တန်းကြောင်ရင်ထမ်းဆောင်ရမယ့်လေတူရဲတွေကတော့ MI2 ရဟတ်ရှင်လက်ပြောင်းတင်နဲ့တက်ရောက်ရပြီးလက်နက်တက်စင်ရဟတ်ရင်ဖြစ်တာလည်းမြည်ဝေဟင်မြေပြင်ပြစ်ခတ်တိုက်ပွဲဝင်မှု စစ်စီရေးလက်ပြောင်းတင်နဲ့လည်းတက်ရောက်ရပါတယ်။အဲဒီနောက်မှာတော့အလက်စားတည်ယူပို့ဆောင်ရေးရဟတ်ရင်ဖြစ်တဲ့ MI70 ရဟတ်ရင်လက်ပြောင်းတင်နဲ့တက်ရောက်ကလူနဲ့ကုန်ပစ္စည်းတည်ယူပို့ဆောင်ခြင်း ဆက်လက်နဲ့များတည်ယူကိုဆောင်ခြင်းယဟန်ယင်ကြီးစစ်စင်ရေးဆောင်ရွက်ခြင်းအမြောက်ချိတ်ဆွဲတည်ဆောင်ခြင်းအကြီးကပုဂ္ဂိုလ်ခီးစဉ်များဆောင်ရွက်ခြင်းတို့အတွက်အဆင့်ဆင့်လေ့ကျင့်ကြရပါတယ်။တိုက်ခိုက်ရေးယဟန်ယင်ဖြစ်တဲ့ MI 35ပြည်ယဟန်ယင်တွေတွဲပြောင်းတင်နေတက်ရောက်ကြရပြီးဝေဟင်မြေပြင်ဖြစ်ခတ်တိုက်ပွဲဝင်လေ့ကျင့်ခန်းဖြစ်တဲ့စစ်စင်ရေးလွှဲပြောင်းတင်နေများကိုတက်ရောက်ကစစ်စင်ရေးအသင့်ဖြစ်အောင်လေ့ကျင့်ကြရပါတယ်။ ပြန်တန်းရေးအုပ်များဟာလေချောင်းဆွမ်းအားကိုဖြစ်ပေါ်စေတဲ့တိုက်ဆွမ်းအားယူနေများဖြစ်ပါတယ်။20ရာစုနဲ့21ရာစုအကူပြားကာလများမှာဖြစ်ပွားခဲ့တဲ့ခေတ်သစ်စစ်ပွဲတွေကိုလေ့လာကြည့်မယ်ဆိုရင်လေချောင်းဆွမ်းအားရဲ့အရေးပါမှုကိုသိတာထင်ရှားစွာတွေ့မြင်ရမှာပါ။အထောက်အကူတိုက်ခိုက်ရင်အင်အားစုကလည်းအထောက်အကူပြုခံအထူးကတိုက်ဆွမ်းအားစုဖြစ်လာတာကိုလည်းတွေ့ရှိရပါတယ်။လက်ရှိဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေကိုတုံ့တက်ကြည့်ရင်အရင်ကတိုက်ပွဲဝင်တာကို စစ်ပွဲအမြန်ပြီးဆုံးရင်းနဲ့စစ်အောင်နိုင်ရေးတွေမှာလေချောင်းအေးတာမှုကအဓိကကြကြောင်းတွေ့ရှိလာရပါတယ်။ကြာရင်တဘာဝပေးကြဖြစ်ပေါ်တတ်တဲ့အနေရီတွေကြောက်ရောက်ချိန်တွေမှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေထိခိုက်ဒဏ်ရာရသူတွေကိုအမြန်ဆုံးစေဝါကူတာနိုင်ရေးတွေစာဝတ်နေရေးအတွက်အရေးပေါ်ကူညီထောက်ပံ့မှုတွေစတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေမှာလေချောင်းစွမ်းအားဟာ ထိရောက်လျင်မြန်စွာဆောင်ရွက်ပေးနိုင်တာတွေကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ဒါကြောင့်ကျမတော်လူရဲ့ရှင်မင်းချက်ကိုထိရောက်ပြေလေချောင်းဆွမ်းအားကိုပိုင်ဆိုင်ရတဲ့တော်လေးချစ်လက်ပြီးစွမ်းရည်ထက်မြက်တဲ့ကျမတော်လေးဖြစ်ရမယ်လို့တန်ဋိဌာန်ချအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်။ဒီရီမန်းချက်တာဝန်ကို တထောင်တနေရာကပါဝင်ထမ်းဆောင်နေတဲ့လူသူရဲများမွေးချုပ်ပေါ့စစ်စင်ရေးတာဝန်ထမ်းဆောင်နိုင်မှုပြုစုပြောင်းထောင်ပေးရဖို့မြေကိုစွန့်လွတ်စွန့်စားမြမလူသူရဲများကိုခုံပြူတော်အားဖြင့်ဤအစီအစဉ်လေးကိုတင်ဆက်လိုက်ရပါကြောင်းတင်ပြအပ်ပါရဲ့ရှင်